ထမြောက်ရခြင်းခန်းကြီးကိုထာဝရဘုရားကလည်းတင်းဒီဖာရောဘုရင်ထံတော်ဝင်၍ငါ၏လူတို့သည်ငါအားဝိပုမိအကြောင်းသူတို့ကိုလွတ်လွတ်မလွတ်ဘူးဟုညင်း၍စီတာသေးလေထာဝရဘုရား၏လက်တော်လေပြင်း၌ရှိသောတိစံညင်းမိကလောတူနွားတို့အပေါ်၌တိတ်လျှောက်၍ အလုံးပြင်းစွာသောယောဂဆွဲလိမ့်မည်။ထာဝရဘုရားသည်ဤတိလလူတို့ဤတိရိစ္ဆာန်နှင့်အေဂုတ်တို့လူတို့ဤတိရိစ္ဆာန်ကိုခြားနာစေသဖြင့်ဤတိလအမျိုးသားပိုင်သောတိရိစ္ဆာန်တကောင်မြတ်မတိရ။နက်ဖြန်နှင့်အေဂုတ်တို့ပြည်၌ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟုမှန်သောအချိန်ကိုချင်းချက်တော်မူပြီဟု ဟေဗျဲလူတို့၏ဖယားခင်ထာရဖျားမိန်တော်မူသည့်အကြောင်းကိုပြောလောဟုမောရှိအားမိန်တော်မူ၏။နက်ဖြန်နေ၌ထိုအမှုကိုပြုတော်မူသဖြင့်အေဂုတုလူတို့၏တရိษံအမျိုးမျိုးတည်ကြ၏။ဤဒီလာလူတို့၏တရိษံတကောင်မြတ်မတည်။ဟာရောဘယင်သည် လူကိုစေလှုပ်ရဤတည်လအမျိုးသားတို့တရိတ်ဆန်တကောင်မြမတည်ချောင်းကိုတိရ၏တောတော်လဲနှလုံးခိုင်မှပြန်၍ဤတည်လလူတို့ကိုမလှုပ်ပဲနေလေ။သာဝရဖျားကားလေမိမှုတဲကပြာကိုလက်နဲ့ယူရမောရှိသည်ဖာရောဘီရှေ့နဲ့မိုးကောင်းကင်တုပ်ပြစ်လှုပ်စေထိုးပြသည်အေဂုတ်တို့ပြည်တလျှောက်လုံးနဲ့ နှံ့ပြသောအမှုန့်ဖြစ်၍ပြည်တလျှောက်လုံးတွင်လူနှင့်တိရိစ္ဆာန်တို့၌အကျိတ်အခဲပြည်သောအနှဆိုးဖြစ်လိမ့်မည်ဟုမောရှိနှင့်အာရုံတို့အားမိန့်တော်မူသည့်အတိုင်းသူတို့သည်မိဘတွေကပြာကိုယူ၍ဖာရောဘုရင်ရှေ့မှရက်လက်မောရှိသည်မောကောင်းခင်တို့ပြည့်လွတ်သည်ဖြင့်ထိုးပြသည်လူနှင့်တိရိစ္ဆာန်တို့၌ အခဲအကျိတ်ပြည်တော်အနဇူးဖြစ်လေ၏ဝိဇာဆရာတို့သည်အနဇူးကြောင့်မောရှိရှိနေမရက်မနေနိုင်ထိုအနဇူးသည်ဝိဇာဆရာတို့နဲ့၎င်းအေဂုတ်တို့လူအပေါင်းတို့နဲ့၎င်းဆွဲတည်ထာဝရဘုရားသည်ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသည်ဖြစ်မောရှိအားမိန်တော်မူသည့်အတိုင်း သူတို့စကားကိုနားမထောင်ပဲနေလေ၏တပံထောင်ရပြားကနက်နက်စောစောထယူဖာရောဘီရှေ့မှာယက်လေဟေဘေလူတို့ဤဖယားသခင်ထောင်ရပြားကငါ၏လူတို့သည်ငါအားဝိပုမိအကြောင်းတွားရသောအခွင့်ကို ပေးလောသို့မဟုတ်ယခုကာလအခါတင်ဤနှလုံး၌၎င်းတင်ဤကြုံများ လူများ၌၎င်း ငါဤဘေးတံအလုံးစုံတို့ကိုတင်းရောက်စေမိမြေကြီးတလျှောက်လုံး၌ငါကဲ့သို့သောသူ မရှိကြောင်းကိုတင်းဒီတိရလေငါလက်ကိုဆန့်၍တင်းနဲ့တင်းဤလူတို့ကို ကာလာနာဖြင့်ဒဏ်ခတ်မိတင်းကိုလည်းမြေကြီးပေါ်ကတုတ်တင်ပယ်ရှင်းမိအကယ်စင်စစ်ငါတကူကိုတင်းနိုင်ငါပြခြင်းငါ၎င်း ငါနာမကို မြေကြီးတပြင်လုံးတွင်ကြော်စိုးစီခြင်းငါ၎င်းတင့်ကိုငါချီးမြောက်ခဲ့ပြီတင်းဒီငါ၏လူတို့ကိုမလှုပ်ပဲသူတို့ကိုစော်ကားသေးတယ်လို့ကြည့်ရှုလို့အေဂုတ်တို့ပြည်တည်သောကာလမှာစရယခုတိုင်အောင် မရွာဘူးသော အလုံးကြည်စွာသော မိုးတီးရွာခြင်းကိုနက်ဖြန်နေဤအချိန်၌ ငါဖြစ်စေမည်ထို့ကြောင့်ယခုစေလှုပ်၍လေပြင်း၌ရှိသောတိရိစ္ဆာန်များနှင့်ရှိလေသည်များတို့ကိုတင်းယူလော့အိမ်တော့မဆောက်လင်းလေပြင်း၌တွေ့သည်များသော လူနှင့်တိရိစ္ဆာန်တို့အပေါ်မှာမိုးသည်ကြ၍သူတို့တည်တည်ကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေအားမိန်တော်မူ၏ ထာဝရဖျားရင်နှုတ်ကပတ်တော်ကိုကြောက်ရွံ့တော်ဟာရောဘရင်ကျွန်တို့သည်မိမိကျွန်နဲ့မိမိတိဆန်တို့ကိုအိမ်တို့ပြေးစီကြ၏ထာဝရဖျားရင်နှုတ်ကပတ်တော်ကိုပမာဏမပြုတ်တော်သူတို့သည်မိမိကျွန်မိမိတိဆန်တို့ကိုလဲပြင်းနှက်ထားကြ၏ထာဝရဖျားကလည်းအေဂုတ်တို့ပြေးတလျှောက်လုံးနဲ့ လူတို့အပေါ်မှာ၎င်းတရိษံတို့အပေါ်မှာ၎င်းလေပြင်းနဲ့ရှိလေသည်များသော အပင်များအပေါ်မှာ၎င်းမူတီရွာစေခြင်းငါတင်ဤလက်ကိုမောကောင်းကင်သို့ဆန့်လောဟုမောရှိအားမိန်တော်မူ၏မောရှိသည်မိမိလန်တန်ကိုမောကောင်းကင်သို့ဆန့်၍ထာဝရဖျားသည်မိုးဂျိုးနှင့်မိုးတီကို လွတ်တော်မူ၏မိကြီးလည်းမြေပေါ်မှပြေးလေ၏ထိုတို့ထာဝရဘုရားသည်အေဂုတ်တို့ပြည်၌မိုးတီးရွာစေတော်မူသည်ဖြင့်အေဂုတ်တို့ပြည်တည်ထောင်သည့်ကာလမှစ၍တခါမျှမဖြစ်ဘူးသောမိုးတီးမိနှင့်ရော၍အလုံးပြင်းစွာသောမိုးတီးဖြစ်လေ၏အေဂုတ်တို့ပြည်တလျှောက်လုံး၌ လေပြင်းမှရှိသည်မသောလူနှင့်တိရိစ္ဆာန်များမျက်ပင်များတစ်ပင်များတို့ကိုမိုးတီးထိလေ၏တို့ရတွင်ဤတိလအမျိုးသားနေရာဂောရှင်ပြည်၌မိုးတီးမကြမရွာထို့အခါပါရောပရင်သည် လူကိုစေလွှတ်၍မောရှင်နှင့်အာယုံကိုခေါ်ပြီးလင်ဤအမှု၌ငါပြင်းမှားပြီးထာဝရဘုရားသည် ဖြောင်းမတ်တော်မူ၏။ငါနှင့်ငါ၏လူတို့သည်အပြစ်များပါ၏။တန်ပါပြီ။အာကြီးသောမိုးကြိုးနှင့်မိုးတီဆဲမိအကြောင်းထောင်ရပြားကို တောင်းပန်ပါ။တင်ဒုကူငါမစီတာအလေးအမြတ်လွတ်မီဟုဆိုလေ၏။မောရှိကလည်းမြူထဲကအကျွန်ုပ် ထွက်သွားသောအခါထာဝရဘုရားရှေ့တော်၌ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကိုကိုတော်သိစေခြင်းကမိုးကြိုးဆဲလိမ့်မည်။မိုးတီလည်းမကြမရွာရ။တောတော်လည်းကိုတော်နှင့်ကိုတော်ဤကျွန်တို့သည်ထာဝရအရှင်ဘုရားသခင်ကို မကြောက်သေးကြောင်းကိုအကျွန်ုပ် တိပါဒီဟုရှောက်ဆို၏ပိုက်ဆံပင်မုံရောပင်ကိုမိုးတီထိမုံရောပင်သည်အတိအနှံနှင့်ပြည့်စုံ၏ပိုက်ဆံပင်လည်းအတိမဲ့ပြီးဂျုံစပါကောက်စပါပင်ကိုကမထိထိုအပင်တို့သည် မပေါက်ကြသည် မောရှိသည် ဖာရောဘုရင်ထံမှ ထွက်၍မြို့ပြင်သို့သွားပြီးလျှင်ထာဝရဖျားရှေ့တော်၌လေဝါတို့ကိုဖြန့်သည်ဖြင့်မိုးကြိုးနှင့်မိုးသီးဆဲလေမြေပေါ်၌လည်းမိုးမရွာထိုသို့မိုးမရွာ၍မိုးသီးနှင့်မိုးကြိုးဆဲသည်ကိုဖာရောဘုရင်မြင်လျှင်တဖန်ပြမား၍ကြုံများတဲ့သူကနှလုံးခိုင်မာလက်နေ၏ ထို့သို့ပါရောဘရင်သည်နှလုံးခိုင်မာသည်ဖြစ်၍မောရှေ၌ထာဝရဘုရားမိန်တော်မူသည့်အတိုင်းဤတိလအမျိုးသားတို့ကိုမလှုပ်ဘဲနေပြန်သည်